မင်္ဂလာပါရှင်အိမ်မက်ဂရုကကျူဆိုလိုက်ပါတယ်ဒီတစ်ခါပြောပြခြင်းနဲ့အကြောင်းအရာလေးကတော့ကျမ်းမာရေးနဲ့ပတ်သက်ပါတယ်တကယ်လို့များသင်ဟာကျမ်းမာရေးမကောင်းဘူးစီးကုဘောကပတ်စံလိုနေတယ်ဒါမှမဟုတ်ရင်လဲစီးကောင်းတမားကောင်းနဲ့မတွေ့ဘူးအဲ့ဒီလိုဖြစ်နေတယ်ဆိုခင်လှုပ်လို့ရတဲ့နီလန်းလေးကိုပြောပြပေးခြင်းပါတယ်ဘာတွေလုံနိုင်လဲဆိုတော့တင်ပေါက်တဲ့စီးတွေမှန်သမျှကို အရှိအယက်မှာတင့်အိမ်ရဲ့အရှိအယက်မှာတနေရာထဲမှာစုစည်းပြီးထားကြည့်လိုက်ပါအရှိအယက်ဆိုတာကိုမသိဘူးဆိုရင် နေထွက်တဲ့အယက်ကအရှိအယက်ပဲဖြစ်ပါတယ်တကယ်လို့စီးတောက်ရမယ်ဆိုရင်လည်းအဲ့ဒီအရှိအယက်ကို မျက်နှာမူပြီးတော့ပဲစီးကိုတောက်ပါအဲ့ဒီနီးနှစ်ခုလှုပ်ကြည့်လိုက်တာနဲ့ကိုတော်တော်ကြီးသိတာပါလိမ့်မယ်အဲ့ဒီအပြင်မှာဒီနီးလေးကိုလည်းတုံးကြည့်ပါတင့်ရဲ့ဘေးဘက်လက်ကောက်ဝတ်မှာရေးရမှာဖြစ်ပါတယ် ထမဆုံးကဒီလိုတုတ်ချောင်းတစ်ချောင်းရှိရှိလေးဆွဲလိုက်ပါပြီးတော့ဒါမျိုးလေးသင်္ကေတလေးနှစ်ခုလုပ်လိုက်ပါပြီးရင်အဲ့အခုလိုမျိုးပေါ့နော်စနုံးမကွင်းပုံလေးဖြစ်အောင်လို့လှုပ်လိုက်ရင်ဒီသင်္ကေတလေးကိုဆွဲထားခြင်းအပြင်ကိုတင့်ရဲ့တင့်မှာလိုအပ်နေတဲ့အကူအညီများငွေကြေးအကူအညီစေဝါနဲ့ပတ်သက်တာပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်တဲ့အကူအညီများကိုအလွယ်တကူရပါလိမ့်မယ် ခက်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 လိုက်ရှာနေစရာမလိုဘဲနဲ့ကိုရလာပါလိမ့်မယ်ဒါလေးကိုစမ်းကြည့်လိုက်ပါ မခက်ခဲပါဘူးကျေးဇူးတင်ပါတယ်ရှင်